အနီကက်တွေပလူပြန်ဂိုးတွေပလူပြန်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်3မင်္ဂလာပါဗျကုခင်းစတာဖုတ်ဘောရှူရနေကျူတူပါရဲကျွန်တော်ကုခင်းပါဒီတစ်ပတ်မှာရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်3ရဲ့ အဆိုးကောင်းအကျိုးအကြောင်းတွေကိုကျွန်တော်တို့ပြန်လည်ခန်းစားသုံးသပ်ဆွေးနွေးလိုက်အောင်ခင်ဗျဒီတစ်ပတ်ကတော့ကျွန်တော်ညီကိုတွေရေချိန်ကိုက်မယ်လို့ထင်တယ်เนาะကျွန်တော်တို့မန်ချက်နဲ့အနှံ့ထွက်ကိုက်ခဲ့တဲ့ပွဲတွေအများကြီးပါတယ်အထူးသဖြင့်အသင်းကြီးတွေအပေါ်ဆုံးအောင်တဲ့ပွဲတွေအင်ကာညမောင်ဘုဒုံညမောင်ကွက်တီပဲအကုန်နှစ်ချက်ကွက်တီကြီးပဲဘုဒုံညမောင်ဆိုရင်ပို့ပြီးတော့မိုက်တယ်ဘိုင်ယန်ဂိုးပေါ်လီဗာပူးဂိုးပေါ်ချယ်ဆီဂိုးပေါ်နှစ်ဆနှစ်ဆစီရတာဗျာဘယ်လောက်မိုက်တယ်လဲဆိုတော့ဒီလိုမျိုးဂိုးတွေများခဲ့တဲ့အပြင်နောက်ထပ်အနီကက်ပြစ်တန်တွေလည်းများပြားခဲ့တယ်အင်ကာညမောင် လည်းအနီကက်ပြစ်ဒဏ်ထိခဲ့တဲ့ပွဲတွေပါတယ်လို့ဗိုလ်တော်ဦးညမှာလည်းအနီကက်တွေတောက်လျှောက်ထိခဲ့တဲ့ပွဲတွေပါပါတယ်အဲ့တို့ကြောင့်ဂိုးလည်းများတယ်အနီကက်လည်းများတယ်ရတဲ့တပတ်လို့ပြောရမှာပါကျော်ပထမဆုံးတပွဲကဘာစလိုနာနဲ့အိုလံပီယာကော့စ်ဒီပွဲစဉ်ကစဖွင့်တဲ့ပွဲဗျာစဖွင့်ကလေးကဘာစလိုနာက6-1နဲ့စဖွင့်ပလိုက်တယ်အဲဒီပွဲမှာကွလန်တိုင်းရဲ့တချို့သောဟို ဘယ်လိုပြောမလဲဆုံးဖြတ်ချက်လေးတွေကတော့ controversial လေးတွေတော့ဖြစ်တယ်ပေါ့ဗျာအထူးသဖြင့် Olympia course ကိုယ်လှယ်ကစားသမား Hazy ကိုနှစ်ဝတနည်းနဲ့ထုတ်ပယ်လိုက်တဲ့ပစ်ဒဏ်ဒီအနေငယ်ပြင်းထန်တယ်လို့ကျွန်တော်ယူဆတယ်ဒါကျွန်တော်တို့ local media တွေမှာတင်မဟုတ်ဘူး global တွေမှာလည်းဒီပစ်ဒဏ်နဲ့ပတ်သက်ပြီးတော့ဖော်ပြကြတယ်ပေါ့နော် Hazy ဆိုတဲ့ Argentine ကစားသမားအဲ့လိုမျိုးနောက်ကိုလက်ကမတော်တဆထိသွားတာနည်းနည်းလေးပဲထိတာပါအဲ့ဒါလေရွေချက်မပါတဲ့ဟိုကိုကာယလှုပ်ရှားမှုတစ်ခုပေါ့နော်ဒါပေမဲ့ကွင်းလက်တိုင်းကတော့ဒါကိုရွေချက်ပါတယ်ဆိုတော့ ဲယူဆချက်နဲ့ VR တော့ပြန်မကြည့်ပဲထုတ်ပယ်လိုက်တာပါအဓိကကျွန်တော်ပြောချင်တာကတော့ဘာစလိုနာကအိုလံပီယာကော့စ်ကိုဘလို့ကန်ကန်နိုင်နေဗျာပွဲကောင်းတပွဲရတပြတ်သွားတာပေါ့နော်အသေးအတန်ဟိုဂျုံယုံပြီးကန်အမဲ့ပွဲစဉ်မျိုးကနေတက်တောင်တက်တာနိုင်သွားတဲ့ဘာစလိုနာရဲ့အခြေအနေကိုကြည့်ရကျွန်တော်တို့လိုဘောလုံးပွဲကြိုက်တဲ့ပရိသတ်တွေအဖို့သိပ်ပြီးတော့အားမရဘူးပေါ့ဒီလောက်ပါပဲအကျန်တဲ့အပိုင်းရဘာစလိုနာဒီဒီပွဲစဉ်မှာတကယ်ကိုကောင်းခဲ့တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Carit Almartin နဲ့ PAF Wars ။အဲ PAF Wars က၄မိနစ်လောက်မှာတည်းကကစားသမားတယောက်စောစီးထုတ်ခံရပေမဲ့ Carit Almartin ကအနိုင်မကစားနိုင်ခဲ့ဘူး။စီးစီးဆိုတဲ့တေးရလနဲ့ပဲပြီးသွားခဲ့တယ်။ကျွန်တော်ညနေပွဲတွေ ကျွန်တော်ထပ်ပြောကြည့်အောင်အာစတန်နဲ့ဒီကိုဒီပွဲကတော့ကျွန်တော်အာစတန်နဲ့ပတ်သက်ပြီးအများကြီးချီကျူးသွားပြီးပြီဖြစ်တဲ့အတွက်ထွေထူးတော့တိတ်မပြောလို့တော့ဘူးအာစတန်ရဲ့ဆွဲဆောင်ရေးပိုင်းဒီဒါတကယ်ကိုကောင်းမွန်ခံရတဲ့ level တခုရောက်နေပြီဒီကိုလိုအသေးမျိုးကို၄ခုပြတ်သွင်းဖို့ဆိုတာလွယ်ယူထုံးစံရှိသလားဒါမဲ့အာစတန်တကယ်ကြီးသွင်းခဲ့ပါတယ်ကျွန်တော်နောက်ထပ်ဒီပွဲကတော့ BL Leverkusen နဲ့ Paris Saint Germain ဖြစ်ပါတယ်ဒီပွဲစဉ်မှာလည်းအနီကက်တွေဒါဘလူပြန်ခဲ့တယ် Paris Saint Germain ကတော့လက်ရှိ Champion ဆိုတော့ဂုံဘုတ်အ တိုင်းအကောင်းဆုံးဆွမ်းဆောင်ရင်နဲ့အနိုင်ယူပြီးတော့72ဆိုတဲ့ရလက်ရခဲ့ပါတယ်။အဒီတစ်ပတ်မှာနှစ်သင်းပေါင်းတွင်ကိုတိုတယ်ကို over ဖြစ်တဲ့ပွဲတွေအများကြီးပါတယ်။ဒီတည်းကမှ PSG နဲ့ လီဗာပူးစင်ပွဲကတော့တိုတယ်ကူအများဆုံးမှာနှစ်သင်းပေါင်းအတွင်းကို6ဂိုးတိတိရှိခဲ့ပါတယ်နောက်ထပ်တစ်ပွဲကလည်းတိုတယ်ကူအိုဗာတဲ့ပွဲပါပဲကိုပေဟေဂင်နဲ့ဘိုရရှာဒေါ့မန်ဒီပွဲမှာဘိုရရှာဒေါ့မန်က4-2ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တယ်ကိုပေဟေဂင်နဲ့အိမ်ကွင်းမှာဟိုကစားခဲ့တယ်ဆိုပေမဲ့လည်းဗျာဒါဘိုရရှာဒေါ့မန်ရဲ့ဂူးပြက်နှိပ်ကိုချင်းကိုခံလိုက်ရတယ်လို့ပဲပြောရမှာပါနောက်ထပ်တစ်ပွဲကတော့ကျွန်တော်နျူကက်ဆယ်နဲ့ဘန်ဖီကာပေါ့နော်ကျွန်တော်တို့အနေနဲ့လွဲသွားခဲ့တဲ့ပွဲပေါ့မော်ရီညိုရဲ့ခံစစ်နီးပြူကဘာညာဆိုတာ တိတ်သမိုင်းကြောင်းမှာကြံခဲ့ပြီလားလို့မေးဥပါမဲ့ပုံစံမျိုးဖြစ်ပါတယ်။ Newcastle က St James Park မှာအကောင်းဆုံးကစားပြီးတော့၃ခုပြန်အနိုင်ခဲ့ပါတယ်။နောက်ထပ်တစ်ပွဲက Total ကို over ဖြစ်တဲ့ပွဲပါပဲ။ PSV နဲ့ Napoli ပွဲဖြစ်ပါတယ်။ Napoli အသင်းရဲ့ဒါကစားသမားတစ်ယောက်ထုတ်ခံမှုကနေနောက်ထပ်တွင်းကိုတွေ လွယ်လင်းတကူထပ်ပြီးတော့ပေးလိုက်ရတယ်နှစ်သိန်းပေါင်းအတွင်းကို89တိတိရှိခဲ့ပြီး PSV က62ဆိုတဲ့ရလနဲ့အနိုင်ယူခဲ့တာကိုတွေ့ရပါတယ်အဲ့တော့အင်ကာညမှာ ਨੇ တူတယ်ကူများတဲ့ပွဲတွေကတပုံကြီးပေါ့နော်နောက်ထပ်တပွဲကလည်း Junior Saint Galois နဲ့ Inter ပါ Inter နဲ့အပေါ်ဆုံးဆိုရင်နှစ်ချက်ကွက်နဲ့ပျော်ရမယ့်အကွက်မျိုးပါခင်ဗျာနောက်ထပ်တပွဲကတော့ Valeria နဲ့ Man City ဒီပွဲစဉ်မှာလည်း Man City အောင်ပါတယ် Man City ဒီ2-0ဆိုတဲ့ရလနဲ့အကောင်းဆုံးအနိုင်ယူကျော်ဖြတ်ခဲ့ပြီးတော့ Arlen Haaland ရဲ့အတွင်းကိုးတွေကလည်းရက်တန့်မသွားခဲ့ပါဘူးခင်ဗျာကဲကျွန်တော် ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ခင်ဗျာကျွန်တော်ညီကိုတွေဘလုံးမွဲကစားချင်တယ်ဆိုရင်တော့ Super Senior ဖြစ်ပေါ်စီမှာ iBack ခွန်ရှစ်ကို၅သလုံးမစ်မောင်ငါ၆တို့ကိုမမတဲ့အပူစုကြီးများစွာနဲ့ယုံကြည်စွာကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်399 89 69 449 40ဆက်သွယ်ဆုံးနဲ့မေးမြန်းလို့ရပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်ဗိုလ်တုံးညရောက်သွားတဲ့အခါမှာကနဦးပွဲတွေပေါ့ Athlete Bilbao နဲ့ Corbett ပွဲကတော့ကြီးခွာပုံစံမျိုးတွေဖြစ်သွားတယ်3-1ဆိုတဲ့ရလဒ်နဲ့ Bilbao အင်ကွင်းမှာအနိုင်ရခဲ့တဲ့နောက်တဲ့ပွဲက Galatasaray နဲ့ Porto Oliver Glint Galatasaray ကတော့ဒါတူတကီပြိတ္တတွေရှိမှာအကောင်းဆုံးကစားပြီးတော့3-1နဲ့အနိုင်ယူခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်ညနေပွဲထပ်သွားကြည့်အောင် Atlanta နဲ့ Slavia Prague ကျွန်တော်တို့ဟိုခမန်းခဲ့တဲ့အတိုင်းပဲဒါ Atlanta ရဲ့ kit ဆိုတာပြန်တော့ကုန်သွားခဲ့ပြီပေါ့နော် Gasperi နဲ့ Atlanta ပေါင်းဖက်ပြီးအကောင်းဆုံးအချိန်ကာလတွေရှိခဲ့ပါတယ်တိုးတိုးအခုချိန်မှာတော့အဲ့လောက်မကောင်းတော့ဘူးတေပွဲစဉ်တပွဲဖြစ်ခဲ့ပါတယ် Bayern Munich က Club Brugge ကိုအဲ့လောက်ပဲတွင်တာကန်ကောင်းတယ်ဒါ Fuzzy ဆိုတဲ့ရလက်နဲ့ Alliance Arena ခွင့်မှာအနိုင်ရခဲ့တယ်နောက်တစ်ပွဲကတော့ Chelsea နဲ့ Ajax IS အဒီပွဲစဉ်မှာ IS ကစားသမားတယောက်စောစီးစွာထုတ်ပယ်ခံခဲ့ရမှုဟာဂိုးတွေပြတ်သွားစေတယ်လို့ပနဒီတွေဒါနှစ်သင်းလုံးကိုပေးလိုက်တယ်ပေါ့နော်သုံးလုံးပေးခဲ့မှုကလည်းဂိုးတွေများသွားစေတယ်လို့ထင်တယ်ဆိုတော့ Bayern Munich Brugge ပွဲမှာလည်း Bayern ဂိုးပေါ် Chelsea နဲ့ IS ပွဲမှာလည်း Chelsea နဲ့ဂိုးပေါ်တွေက ပရိသတ်ကိုအတော်လေးအကျိုးရှိစေခဲ့တဲ့ပွဲစဉ်တွေပါနောက်တစ်ပွဲကတော့ Liverpool နဲ့ Frankfurt အရင်တကူပေးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်ပြောရရင်တော့ Liverpool ကကြားနာဖြစ်တယ်သူတို့ကဗျာပွင့်လင်ပြောရင်ဟို flop သွားတာမဟုတ်ဘူးကျွန်တော်အဲ့ဒီစကားအမြဲပြောတယ်ကျွန်တော်ဘယ်ချိန်လာမေး Liverpool ကိုဒီ title raising တွေကကျွန်တော်ပြောတာ Champion League ရော Premier League ရောနှစ်ခုလုံးပြောတာเนาะ title raising တွေကထုတ်လာဆိုကျွန်တော်မထုတ်ဘူးဘာဖြစ်လို့လဲဆိုလုံးမမလို့လား Liverpool လက်ရှိဖြစ်နေတဲ့ situation ကိုကျွန်တော်တို့ကောင်းစွာနားလည်သဘောပေါက်တယ်ဗျာ။ तू ကအသင်းကိုတိဆောက်ပြီးသား တိဆောက်ပြီးသားဆိုရင်မဲ့နည်းနည်းလေးဟိုအထိုင်လူတွေလဲလိုက်တဲ့အခါမှာ frame မကျတဲ့ပြဿနာလေးဖြစ်သွားအရှိန်ရလာပြီး frame ပြန်ကျသွားပြီးအသားကျသွားပြီးဆိုရင် Liverpool ကအဲ့လိုအုံငနဲ့နောက်ကနေပြန်လိုက်လာမယ်အကွက်မျိုးကြီးအဲ့တော့ဒီပွဲစဉ်မှာလည်း Liverpool ကစားသမားတွေမိကုံရမ်းကုံနဲ့ပေါက်ကွဲခဲ့တယ်5-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ကျွန်တော်ကတော့ချိန်နေတယ် Liverpool ရွေးပေးတယ်နော် Total ကို over ကိုလည်းရွေးပေးတယ်အဲ့တော့နှစ်ချက်ကွက်ကြီးပျော်ခွင့်ရခဲ့တာပေါ့နော် Okay ကျွန်တော်နောက်ထပ် တပွဲကတော့ဒါမိုနာကိုနဲ့ Tottenham Hotspur ပရီးမီးယားလိအသင်းတွေအကုန်နိုင်နေဗျနိုင်နေတော့မှဂိုးပြတ်တွေကြီးပဲနိုင်တာဖြုတ်သလားမင်းနဲ့ Chelsea 5-1 Liverpool 5-1 Arsenal 4-0 Man City 2-0 Spurs ကတော့မိုနာကိုကိုမရှိပဲတည်ကစားနိုင်ခဲ့တယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ် ကျွန်တော်ကျွန်တော်တို့ဟို percentage အများစုပေါ့နော် Champion League မှာ Premier League club တွေပဲတကယ်ကိုလူဘာဝနေတယ်လို့ပဲပြောရမှာပေါ့နော် Gaspore ပြောတဲ့စကားမျိုးဆိုရင် EPL club တွေကိုရှင်နိုင်ဖို့ဆိုတာနောက်ကျကြံခဲ့ပြီမလွယ်တော့ဘူး Okay ကျွန်တော်နောက်ထပ်တစ်ပွဲက Real Madrid နဲ့ Juventus ဒီပွဲစဉ်ကလည်း Real Madrid အနေနဲ့ဂိုးအရင်တော့မပြတ်ခဲ့ဘူးပေါ့နော် Bellingham သွင်းခဲ့တဲ့တကူတဲ့တော့ဂိုးနဲ့သာအနိုင်ရခဲ့ပါတယ်နောက်ဆုံးတစ်ပွဲကတော့ Sporting Lisbon နဲ့ Marseille Marseille ကဥစည်းဥဆောင်မှုပြုလုပ်နိုင်ခဲ့ပေမဲ့ တယောက်ထုတ်ကန်ခဲ့ရပြီးတော့ Sporting Lisbon ရဲ့ဒါချီပါဂိုးတွေအနိုင်ဂိုးတွေကိုခွင့်ပြုခဲ့ရရင်ပွဲပြီးတဲ့အချိန်မှာတော့2-1ဆိုတဲ့ result နဲ့ပြီးဆုံးသွားခဲ့ပါတယ်။ကဲဒါကတော့ကျွန်တော်အခုအင်ကာဘိုဒုံညမှာရှင်မြိုင်ကစားခဲ့တဲ့ Champion League ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တွေလည်းအရေးအတော်ပြတ်ပါတယ်။လူလည်းတော်တော်ကြီးနေပါပြီ။ကျွန်တော်ညကိုလည်းကျွန်တော်တွေတူတူပဲလို့ထင်ပါတယ်ခင်ဗျာ။ဒီပွဲနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆွေးနွေးကြတဲ့စကားလေးရှင် comment မှာရေးသားသွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြသည်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ